ဲ့တော့ဆရာဟိုအရှိပတ်တော့ပြောခဲ့ပြီလားဗောနော်ဒါဆရာဖုန်းနေလေးချက်ပြန်ပြောတာဗောချောတာဝမ်ပတ်ဖော်မှာဒါတော့ဘာလို့တင်ရမှာလဲဆိုရင် trigonometric form ဗောအဲ့တော့ complex number ကိုဆရာပေါ်ပြတဲ့ခါမှာအရင်အရှိဒီ chapter 1အစပိုင်းပရမပိုင်းနဲ့တတိယပိုင်းမှာတော့ဘယ်လိုသိခဲ့လဲဆိုတော့ဘယ်လိုဖော်ပြလိုက်ရလဲ complex number တကူဖော်ပြတဲ့ခါမှာ h ဝိုင်းပုံစံနဲ့ဖော်ပြလို့ရတယ်။နောက်တစ်ခါနောက်သင်ခန်းစာကြတော့ဘာနဲ့ဖော်ပြလို့ရတယ်။ order ပဲဆိုရဲ x, y ပုံစံနဲ့ဖော်ပြလို့ရတယ်။အဲအဲ့နှစ်မျိုးဆရာတို့သိခဲ့ပြီသား။အခုကဆရာတို့ trigonometric form ပုံစံနဲ့ဖော်ပြမှာပေါ့။အဲ့တော့ဒါကိုဆရာတို့ကဘာကြီးလဲဆိုတော့ complex number ကို z လို့သင်ခဲ့တာပေးထားတယ်။ x, y လို့ဖော်ပြလို့ရတယ်။အဲ့ဒါကိုဘာလို့လဲဖော်ပြလို့ရ။ x, y ဆိုတော့ကိန်းစစ်တွေပါတဲ့ အစုစုံတွေ sorry စုံတွေအဖြစ်လဲဖော်ပြလို့ရပြီးသူ့ဘမနေရာချလို့ရလဲအဲ့ဆိုအကောဒနိဘလိန်ပေါ်မှာနေရာချလို့ရတယ်လေအဲ့ဒီမှာရှိတဲ့အလျားတခုဘယ်နဲ့ဘယ်ဓာတိလျားလဲအိုကနေပြီးတော့ဇတိအလျားတဘောဒီမှာ origin အိုကနေပြီးတော့ဇတိအလျားအဲ့တော့တင်ငိဒါဘာလို့သတ်မှတ်လဲအာလို့သတ်မှတ်တယ်ဒီအလျားကဘာလို့သတ်မှတ်လဲအာ ။ဟာဗနာဒီနေရာလေးဒီအစားနဲ့ဒီဆုံးနဲ့ဒီအများအလျားပါတော့သတ်မှတ်လဲအာ။အဲ့ဒီအာကိုကျွန်တော်ဘယ်လိုရှားရလဲ။အာဆိုတာဘာလဲ။ Absolute value of Z အဲ့ဒါကိုဘာလို့ခေါ်လဲ။အာလို့ခေါ်တယ်။သင်္ကေတအပြည့်ဘယ်လိုသတ်မှတ်လဲသိရင်ဒါ Absolute value of Z ပေါ့နော်။ Mod Z Modulus of Z လို့လည်းပြောလို့ရတယ်။ Absolute value of Z လို့လည်းပြောလို့ရတယ်။ဒါဆိုအာကဘာနဲ့တူလဲ။ absolute value อ่ะဒါဆိုရင်အာ ဘယ်လိုရှားလဲသိပြီနော်ပြီးတော့အားဆိုတာဘယ်နဲ့ဘယ်ဒီဆွဲတာလဲများလို့သိရင် origin o ကနေပြီးတော့ complex ကမှာ z အထိဆွဲတာလဲများရဲ့အလျာရှားခြင်းဘယ်လိုရှားလဲ absolute value of z ဆိုပြီးရှားရဲ့နော်ပြီးတော့ theta အကြောင်း theta ဆိုတာ angle တော့သူ့ဆောင်တိုင်း unit ပါတဲ့တိုင်းလဲအဲ radian နဲ့တိုင်းတာအဲဒါကြောင့်ဆရာတော်ဒါ calculator နဲ့တဲ့အခါမှာသူ့ရဲ့ measure ကိုဆရာတော်ပါ measure ပြောင်းတာလဲ ရေဒီယံပဲရှားပြောင်းတာဒီဂရီပဲရှားဆိုရှားတော့ဒါဂရီနဲ့ထွက်နေပါဘူးဆရာတော်ကရေဒီယံနဲ့ထွက်ကျင်လို့ပြီးရင်ဒီဒီတော်ဆိုတဲ့ဓာတ်ဆိုတာဘယ်ကြားမှာရှိတဲ့ဓာတ်လဲ positive aa ဇင်းနဲ့ line segment ရဲ့ကြားကတော့ positive aa ဆိုတာနှစ်ပိုင်းရှိတာလေဒီတစ်ခုလုံးဒီကြားလုံး aa ဆိုလို့ခေါ်တယ်ဒီဘက်ခြံကကြတော့ဒီဘက်ခြံ positive လား negative လားဘယ်ခြံအနောက်ကြီးလေအဲ့တော့ negative aa ဒီဘက်ခြံက positive aa ဆရာလို့ညင်တာသူ positive aa ဇင်းနဲ့ပဲကြာ line စက္ကမရဲ့ဂျာကတော့အဲ့ဒါကိုဘာလို့ခေါ်လဲတီတာလို့ခေါ်တယ်နော်ပြီးရင် unit ကဘာလဲဖော်ပြပေးရမယ် radian နဲ့ဖော်ပြပေးရမယ်ဒါဆိုကျတော့အာကြောင်းလဲပြန်သိပြီတီတာကြောင်းလဲသိပြီပြီးတော့ဘလို့ရှာလဲပေါ့ဘလို့ရှာလဲအာလို့ချင်းပုံစံကြီးကဘာလဲ square root of a square plus y square ဆိုပြီးပုံတင်မှတ်တာလို့ရတယ် ဒါလည်းဘာကြဘူးလို့ဖြစ်လာစဉ်သူ့ဆရာတော်ဖြည့်ဆွဲလိုက်ရင်ဒါဘာသူရိကံပြောရမယ်။ဒါမှကြဆွဲလိုက်ဒါမှသူရိကံဒါမှသူရိကံဆိုရင်ဒီမှာသူ့ရဲ့ complex number z ရဲ့ point က x, y ဆိုတော့ x ရဒီ x မှာရှိတဲ့တံမိုးက x ဒီဒါမှကြဆွဲလိုက်တံမိုးက y ဒါမှသူရိကံဆိုတော့ဘာသီရံသုံးရတာလဲ။ပါတာဂိုရက်သီရံသုံးရတယ်လေ။ပါတာဂိုရက်သီရံရဒါမှကအနာနှစ်ချက်က ကျန်နာနှစ်ထပ်ပေါင်းခြင်းနဲ့ညီတယ်။အဲ့ဒီအထဲမှာလိုချင်တာ r square မဟုတ် r ပဲဆိုတော့ square ဟုတ်ပါသွားတော့ square root ဖြစ်သွားတဲ့အခါမှာ square root of x square plus y square ဆိုပြီးတော့ဒီပုံစံလေးတစ်ခုရတယ်။နောက်တစ်ခု x တဘူးနဲ့ y တဘူး x ကဘာနဲ့တူလဲ r cos theta y ကကြတော့ r sin theta ဒါဘယ်လိုရတာလဲ cos ချိုးနဲ့ sin ချိုးခေါ်လိုက်တာ cos အချိုးခေါ်တယ် cos theta cos ဆိုတာဘာဒီဘာနဲ့စား နီးဆန်နာသည်ဓမ္မကနာနဲ့စာနာထလို့မှတ်တာလို့ရတယ်ဘယ်ကနေကြည့်မှလဲကြားတော့တိတာကနေကြည့်မှပုံမှန်တိတာကြည့်နီးဆန်နာဘယ်လိုလဲအိလာဝိုင်လာဇက်လာအာလာနီးဆန်နာကသူ့ရဲ့ဘေးကရလေအိဓမ္မကနာကအာဝါကြမျက်နှာကြည့်တာအနိုင်အဲ့တော့နီးဆန်နာဒီဓမ္မကနာနဲ့စာဆိုတော့ h by r အဲ့တော့လိုချင်တာပါလေ h အဲ့ကိုလို့ကျွန်တော် r ဟုတ်တော့ပါတယ်လို့လိုက်လဲမျှလာတော့ x ကိုသူ r cos θ ဒါလည်းရပြီ y ရပါနဲ့သူလဲ r sin θ ဒါရဘူးတော့ပါချိုးခေါ်လိုက်လဲ sin ချိုးခေါ်လိုက် sin ဆိုတော့ဘာပိုင်းပါမားပိုင်းဟာမျက်နှာကျေနနာတို့သောင်းမကအနာနဲ့စာမျက်နှာကျေနနာ θ ကကြည့်တယ်ဘယ်သူလဲ y သောင်းမကနာ r ဒါဆိုဘာပိုင်းပါ y by r လိုချင်တာပါတယ် y y လို့ကျင်တော့ r sin θ ပါရပါရပါအဲ့တော့ဆရာတို့ဒါဆိုရင်အခုရှာမဲ့တန်ဖိုးတွေသုံးခုလုံးသိပါပြီเนาะ r လို့ကျင် square root x square y square x လို့ကျင် r cos θ y လို့ကျင် r sin θ ရပါမနော်ဒီပုံလည်းနားလည်မနော်ဒါတော့ဆရာကြီးရှေ့တော်ကလည်းပြောခဲ့ပြီသားလေးဒါပြန်ပြောပြတာပဲအခု main နေမှာသို့လို့ဟုတ်ပြီ အဲဒါမို့ဆရာတော့ဇက်ကိုဆရာပြောပြတာပြီးငကိုတော့အတိခဲ့တာ x, y ပုံစံပေါ်ပြလို့ရတယ် h + y ပုံစံပေါ်ပြလို့ရတယ်နော်အခုဆရာဒါဘယ်လိုဖြစ်လာလဲအစားသွင်းလိုက် h ကဘာနဲ့တူလဲ h က r cos theta + y က r sin theta i က theta ပဲနေခဲ့ပြီးတော့သူတို့မှဆရာတို့ဘာကိုပုံထုတ်လို့ရ r ကိုပုံထုတ်လို့ရအဲ့ဒီခါမှာဆရာတို့ပုံသင်ပြီးထွက်လာတာလေ ဇိုက်ခွေသူအာဘွန်တို့လည်းတော့အာအင်တူကော့စတီတာဘလက်အန်ဆိုင်တီလာဒါတော့ဘာဖုန်းလို့ခေါ်လဲ trigonometric form of a complex number လို့ခေါ်တယ်အဲ့တော့ဒီ trigon complex number တခုရေးတာအလုံးဆရာတို့၃နည်းသိပါပြီပေါ့ x, y လို့လည်းရေးလိုက်ရတယ် x + y i လို့လည်းရေးလိုက်ရတယ် z အင်တူအာ i တူ cos theta black i sin theta လို့လည်းရေးလို့ရတယ်၄ခုမြောက်ဘာဖုန်းလဲ polar form ိုလာဖုံးဆိုတာဒီမှာရှိတဲ့အာနဲ့တိတာကိုကောဒနဲ့ပုံစံရေးလိုက်အာကောမှာတိတာအဲ့ဒါကြတော့ဘာဖုံးလို့ခေါ်လဲပိုလာဖုံးလို့ခေါ်တယ်ဒါဆိုရင်ကျွန်တော်ပြောချင်တာက complex number တစ်ခု complex number တစ်ခုရေးတဲ့ခါမှာအလုံးဗဏ္ဍီရေးလိုက်ရလဲလေးနည်းရေးလိုက်ရ x comma y လို့ရေးလိုက်ရတယ် x sorry r comma θ လို့ရေးလိုက်ရတယ်နောက်တော့က x plus y i လို့ရေးလိုက်ရတယ်နောက်တော့က i into ကောစီတာဘလက်အိုင်ဆိုင်တိတာလို့ရေးလို့ရနော်အရေးနည်းပဲမျိုးရှိတယ်ဆိုရင်လေးမျိုးရှိအခုဆရာဒီခန်းကျတော့ဒီ complex number တွေကိုဘာပုံစံနဲ့ဖော်ပြရမလဲဆိုတော့ trigonometry form ပုံစံကိုပြောင်းပြီးတော့ဖော်ပြတာကိုဆရာတို့တွက်ဟောပြီဒါတိလို့ရှိရင်ဆရာတို့ဒါလည်းပြောခဲ့ပြီဒါနော်ဒါကလည်းဟို grade 11လောက်တည်းတိခဲ့အခြေခံပဲ quadrant ရဲ့လက္ခဏာကိုဆုံးပြတဲ့အခါမှာဆရာတို့ဘယ်လိုမှတ်တာလဲ all sin tan cos နော် ဆိုလိုချင်တာ first quadrant မှာကအားလုံးပါ second quadrant မှာက sign နဲ့သူ့ရဲ့ပြောင်းပြန်ကိုစားကအပေါင်းကျန်တာနှုတ်တတိယ quadrant မှာ tan နဲ့သူ့ရဲ့ပြောင်းပြန် cot cot ကအပေါင်းကျန်တာနှုတ်တတိယ quadrant မှာက cos ဆိုတာ cos နဲ့သူ့ရဲ့ပြောင်းပြန်ဆက်ကအပေါင်းကျန်တာနှုတ်ပေါ့အဲ့လိုကြတော့ကပြီးအောင်ပြီးသူ့ရဲ့တန်ဖိုးလို့ဆိုရင်ဒါဒါကဘယ်နဲ့ပဲကြာလဲ0နဲ့90ကြာ sorry ဒါဆိုရင်90နဲ့ YID ကြဒါဆိုရင် YID နဲ့270ကြဒါဆို270နဲ့360ကြပါဒါတွေကြာတော့ကြိုပြီးတော့သိလာပါဒါသူရဲ့လက္ခဏာတွေရှားတယ်ပြီးရင်ဆရာဘာပြောရသေးလဲဆိုတော့သူရဲ့ဒီတံမိုးတွေရှားတာပေါ့နော်ဒါဟောဆရာဟိုဆွဲခိုင်းရတယ်အဲဒီနောက်ဆုံးဒီမှာဆရာရောက်လာလားမသိအဲ့တော့ quadrant နဲ့ပတ်သက်ပြီးတော့ဆရာတို့ quadrant ဘယ်လိုမျိုးရှိရလဲ၄မျိုးရှိတာဒါကဘာ quadrant မှာရှိတာလဲ first quadrant မှာ เนาะตุบปองเนี่ยอะซีซั่นไม่จ่าอ่ะป่ะเนาะเสียตัวเลยยีดาไปดาบาควอดรันต์แหละเซคันด์ควอดรันต์มาซีได้ปองดาก็ตัดควอดรันต์มาจ่าอย่างดาก็จ่าร่อโฟควอดรันต์มาจ่าอย่างฟาสควอดรันต์มาเสียรู้ตีดาตะโมดาก็จ่าออกไปแล้วสิงเอฟอาร์ဆိုတဲ့ဒီ basic edge angle เนี่ยตีดาเนี่ยบาဖြစ်แหละอตุตุပဲเนาะเอฟอาร์เนี่ยตีดาเนี่ยตู่တော့ပေါ့အဲ့ဒီမှာเอฟอาร์ဆိုတာဘာလို့သိရမှာလဲ basic အကျူအငယ်လို့သိရမယ်အဖားပါလားဆိုရင် basic အကျူအငယ်နော် basic sorry အကျူအငယ်ပါနော်ဒီပြောအကျူဆိုတာတောက်ကျဲလားတောက်ကျဲလားတောက်ကျင်ပြောကျင်လားနော်သူလည်းဘယ်ကြားကတောက်ကျင်လဲဆိုရင်အဲ့ဒီဇင်းနဲ့တာမင်းနဲ့စိုက်နဲ့ကြားကတောက်ကျင်ဒီနားလေးရှာလို့ဒါဒီနည်းပြောအဆုံးသက်အနာလို့ခေါ်တော့ပေါ့ဒါကိုဘာလို့ခေါ်လဲတာမင်းနဲ့စိုက် ဲ့ဒါဒီအေးစင်နဲ့တာမနယ်ဆိုင်ဂျာကတောက်ကျင်းနော်တောက်ကျင်းမဟုတ်တောက်ကဒီအေးစင်နဲ့တာမနယ်ဆိုင်ဂျာမှာရှိတာကတောက်ကနှစ်ခုရှိတယ်ဒီဘက်လည်းရှိတယ်ဒီဘက်လည်းရှိတာလေဒီဘက်ခြံကတောက်ကျင်းလားတောက်ကျင်းတောက်ကျင်းဒီဘက်ခြံကတောက်ကျင်းရှောက် basic edge angle ဆိုတာတောက်ကျင်းအဲ့ကြောင့်ဒီဂျာလေးဆွဲရတယ်နော်သူကအမြဲတမ်းအပေါင်းအသားမလို့မြားသေးကြမလို့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီမှာဆိုရင်ရှောက်ဟို alpha က ကြားမှာရှိတယ်ပြီးရင်တီတာဆိုတာလည်းဘယ်နဲ့ပဲကြားလို့ပြောတာလဲ positive အရာခဏအရှိတ်ပြောခဲ့တယ်တီတာဆိုတာဘယ်နဲ့ပဲကြား positive aa ဇင်းနဲ့ line စက္ကမရဲ့ကြားတာပါတီတာဒါဆိုဒီပုံရဆိုရင် ever နဲ့တီတာပါဖြစ်နေတယ်သူ့တော့ပေါ့ဒါကြောင့်မို့ first quadrant မှာကြားရခဲ့လို့ရှိရင် basic aju angle ဖြစ်တဲ့ ever ကတီတာနဲ့ပါဖြစ်လဲအတူတူပဲသဘောတီတာလို့ခြင်းရှားတာ ever နဲ့တူတာပေါ့နော် second quadrant မှာ ရင်းစော ever ပဲနေရာမှာရှိလဲရင်းစာ ever ဆိုတာဘယ်နဲ့ပဲဒါအဲ့အဲ့ဇင်းနဲ့ terminal site ကဂျားကတောက်ကျင်လာတောက်ကျဲလာတောက်ကျင်ဆိုတော့ဒီဘက်ချန်လဲဒါဒီဘက်ချန်လဲဒါဒါပေမဲ့တောက်ကျင်ကဒီဘက်ချန်မလို့ဒီဘက်ကိုချေရဒါက ever အကြောင်းပြောတာတိတာတိတာကြတော့ဘယ်နဲ့ပဲဒါအဲ့ဇင်းလို့မပြောဘူးတိကြပြောပါလား positive အဲ့အဲ့ဇင်းနဲ့ line segment ဂျားကတောက်အဲ့ဒီဂျားကပါလေတိတာ ဟုတ်ပြီတီတာကိုဆရာလိုချင်တယ်ပုံမှာကြည့်လေတီတာလိုချင်ဒီအစားဆုံးကဘယ်လောက်ရှိလဲဆရာ80ဒါမှဆရာတော့အခုကတွေ့တဲ့အခါမှာဒါကိုဒီဂရီနဲ့မပြောဘူးရေဒီယန်နဲ့ပြောတာဆရာ80ဒီဂရီကဘာနဲ့တူလဲပိုင်နဲ့တူတယ်ဒါကြောင့်မို့ဆရာတီတာလိုချင်ဘာတွေကပေါင်တော့ပိုင်နေရနေပြီအဖောင်နှုတ်အဲဆိုရင်ဆရာလိုချင်တဲ့တီတာဆိုတဲ့အင်္ဂယ်ဆရာလိုရဒါဘယ်ကွာဒရောင်းကြောက်ခဲ့ရင်စကန်ကွာဒရောင်းကိုဒါဆရာလိုချင်တဲ့ဒါရဲ့လက်တံကြောက်ခဲ့ရင်ပေါ့ ဒါတော့အသက် garden ကိုကြောက်ခဲ့ရင်ဘယ်လိုဖြစ်မလဲ ever အရင်ပြောမှာ ever ဆိုတာဘယ်နဲ့ပဲကြာအဲ့အဲ့ဇင်းနဲ့တာမနယ်ဆိုင်ရဲ့ဂျာကတောက်ကျင်အဲ့တော့ဘယ်ဟာကြီးอ่ะဒီဂျာအခြေอ่ะတီတာကြတော့ဘယ်နဲ့ပဲကြာ positive အဲ့အဲ့ဇင်းနဲ့ line စကမဲ့ရဲ့ဂျာအဲ့တော့သူ့ဂျာဆရာတော့ပတ်တဲ့ခါမှာဒီလိုမပတ်ဘူးเนาะဒီအောက်ကနေဆရာတော့ပတ်အောက်ကနေဝိုက်တော့ပါเนาะဆရာတို့လို့ရှားမှာဒါဆိုရင်ဘယ်လိုရှားမှာလဲ ါလည်းခဏလိုပါပဲဘာတဲ့ပေါအောင်နှုတ်မှာဖိုင်နေရနေပြီးတော့ပေါအောင်နှုတ်မယ်အဖောင်နှုတ်ဒါပေမဲ့သူကြတာဆရာတော်အခုဒီတီတာကိုရိုတေးလောက်တဲ့ခါမှာဘလို့တရရှင်လဲလောက်ရတယ်အဲအန်တီကလော့ဆိုက်လားကလော့ဆိုက်လားကလော့ဆိုက်နိုင်လက်တန်တိုင်းလှည့်လို့ရှိရင်သူရဲ့ဓာတ်ကဘာသာဖြစ်မှာလဲအဲ negative အနှုတ်သားဖြစ်မှာဒါကြောင့်မအစီရဘာတက်ပြရအဲ minus တက်ပြရနောက်တစ်ခါဖို့ကွာဒရမ်မှာကြောက်ခဲ့မယ်ဆိုရင် သူ့ရဲ့ဒီဇက်တံမိုးလေးဖြစ်တဲ့ဒီ sorry ဇက်မိုးဒီဇက်ကွန်ပလက်နံပါတ် x, y ဆိုရင်ဒါဘယ် quadrant မှာကြာအောင်မယ်4 quadrant မှာကြာအောင်မယ် basic edge angle ဆိုတာဘယ်နဲ့ပဲကြာ a a ဇင်းနဲ့ terminal side ကြာတောက်ကျင်နော်တိတောက်ဆိုတာဘယ်နဲ့ပဲကြာ positive a ဇင်းနဲ့ line segment ရဲ့ကြာကတောက်အဲ့ဆိုဒီမှာဒီကုဘာဖြစ်နေလဲတူနေတယ်အဲကြောင့်မို့တိတာလို့ချင်း alpha နဲ့တူတူပဲဒါပေမဲ့ဆရာတို့က close eye တိုင်းလှည့်ရင်တည်သားရဲသားကဘာသာပြရမယ်အနှုတ်တော့ပြရမယ်ဒါကြောင့်မို့အရှိရပါတက်ပြရလို့ဆိုရင်အနှုတ်တက်ပြရအဲ့တော့ပြောလို့ရှိရင်ဒါဆရာခဏပြောတာလေတော့ဒီပုံလေးမှာပြန်မှတ်တာပေါ့လား ever ဒီပုံလေးဆရာဆွဲကောင်ချို့မဆွဲလဲသူလူမဆွဲရအောင်အဲ့ဒါမဆွဲရသေးတဲ့လူဆိုပြန်ဆွဲရတာပေါ့နော်အဲ့ ever ဆိုတာဘယ်နဲ့ပဲကြားလို့ဆိုရင်အဲဆရာဒီဘက်မှာပြန်ရေးပေးပါနော် ever ဆိုတာက basic adjective အငယ်ပေါ့နော် basic အကျွတ်ငယ်ဟာလားသူကဘယ်နဲ့ပဲကြာလဲအဲ့ဒီစင်းနဲ့အာတာမင်းစိုက်ဒါမှမဟုတ်ရှာနှစ်မျိုးပြမှာဆိုလိုင်းစကမန့်လို့ပဲရေးလာမယ်နော်အဲ့ဒီစင်းနဲ့လိုင်းစကမန့်ကြာ SG MBND လိုင်းစကမန့်ကြာကြီးဘာဖြစ်လဲတော့ကျင်းနော်သူတော့တောက်ကျင်းနော်တိတာတိတာကြတော့ဘယ်နဲ့ပဲကြာလဲ အဲ့ဒီလိုမျိုးပြောသူကြပြောပါဗါလဲ positive ax positive ax နဲ့ line segment ဒါဂျာတောက်လို့ပဲရေးမယ်တောက်ခြင်းမဟုတ်ဂျာမှရှိရဲဒါပေါ့နော်ဒါကွာသိရအာဒီနှစ်ခုကပဲဂျာတောက်လို့ဆိုတာသိရင်သူရဲ့ကြောက်တဲ့နေရာကိုကြည့်ပြီးတော့ဆုံးဖြတ်ရတယ် first quadrant ဆိုရင်သူတို့နှစ်ခုတူတယ် second quadrant ဆိုရင်ပိုင်နေရနှုတ်မယ် တ်ကွာဒရန့်ဆိုလဲဗာရီယန့်တော့ပဲပိုင်နေရနှုတ်ပြီးအနှုတ်တက်ဖို့ကွာဒရန့်ဆိုရင်တော့အနှုတ်တက်ပြီးအောင်ပဲအဲ့လိုရှားလို့တောင်းအခုပရမဆင့်နေတော့ဒီပုံတော့နားလဲအကိုကြည့်အောင်တကယ်ကြောက်ရင်တော့ဒီပုံကြီးဆွဲပြမလို့ဘူးလေအဓိကရှားလို့နေရာချမဲ့ complex တန်ပါအောင်ကြည့်အပေါင်းပေါင်းအပေါင်းပေါင်းဆိုပဲကွာဒရန့်ကိုကြအောင်ပါတေးကြတော့ first quadrant ကြအောင်ဒီ complex တန်ပါနောက်တစ်ခါဘာဖြစ်လဲအနှုတ်ပေါင်း အနောက်ပေါင်းဆိုဘယ် quadrant ကြာလဲ second quadrant အကယ်၍ဆရာတို့ချမကွန်ပလန့်နံပါတ်ကအနောက်နှုတ်စဉ် third quadrant အပေါင်းနှုတ်စဉ် fourth quadrant ဒါလည်းဆရာအခြေခံနဲ့ငယ်တဲ့သင်ခဲ့ပြီဒါတို့သင်ရတာဟာ first quadrant ဆိုရင်အပေါင်းအပေါင်း second ဆိုရင်အနောက်အပေါင်း third ဆိုရင်အနောက်အနောက်ဒီကြားစဉ်ဒီကြားစဉ်အပေါင်းအနောက်ဆိုပြီးဆရာတို့ဒါကြိုပြီးတော့ဆရာတို့နေရာချမကွန်ပလန့်နံပါတ်ရဲ့လက္ခဏာအဲ့ဆိုရင်လက္ခဏာကိုကြည့်ပြီးတော့ သူကဘယ် quadra မှာကြားလို့ပြတော့ကြိုပြီးပါလို့လုပ်ရတယ်ဆုံးဖြတ်လို့ရအဲဆုံးဖြတ်ပြီးတော့သူကြားခဲ့တဲ့ quadra မှာမူတည်ပြီးတော့တိတာအောင်ဇာတော့ရှာပေးရအောင်ပေါ့ဇာခဏပြောဆို first quadra ကြားရအောင်တူတူပဲ alpha နဲ့ second quadra ဆိုရင်ပိုင်းတရားနှုတ်မယ် third quadra ဆိုရင်ပိုင်းတရားနှုတ်ပြီးတော့အနှုတ်တက်မယ် fourth quadra ဆိုရင်အနှုတ်တက်ပြီးအောင်ပေါ့ဒါကြောင့်မို့ဇာတော့အဲ့ဒါကိုစုပြီးတော့ပြောလိုက်မယ်ဆိုရင်ဒီဇာတ်လေးကိုသိရတယ်ပေါ့ဒါဘယ် quadra လဲ first second third first quadrant ဆိုရင် basic idea ကငယ် alpha နဲ့တူတူပဲ second quadrant ဆိုရင် pioneer နှုတ် third quadrant ဆိုရင် pioneer နှုတ်ပြီးတော့အနှုတ်တက်တယ် fourth quadrant ဆိုရင်ဘာလို့ပြောင်းမလဲအနှုတ်တက်ပြောင်းမယ်အဲဒါလေးဆရာတို့အဲ့ဒီကြီးပြောခဲ့ပြီဒါနော်ဆရာဟာပြီးတော့ဆရာဟမ်ရမနော်အဲ့ဒါဆရာပြောသလိုပဲဆွဲရသေးလို့ရှိရင်ဆွဲတာပဲပြန်ပြီးတော့ဟလားဒါအဲ့ဒါပဲတော့လောက်ဆွဲကြည့်အောင် Excel 5မှာဒီမှာပေးထားတဲ့ Excel 1 n ပုံစံပေးထားတဲ့ complex summary ကို trigonometric form ပုံစံပြရရင်ဒီမှာ equal sign ကဒီမှာမပါဘူးတင်လေနော်ဒီဘက်ပဲပါမယ်နော်အဲ့တော့ theta တမောက negative pi နဲ့ pi ကြားမှာရှိရမယ်ပြီး pi နဲ့ညီလို့ရတယ်ဆိုပြီးပေးထား၄ပုံရှိတယ်အဲ့တော့ဆရာတို့ခဏလေးမျိုးကြိုပြီးစဉ်းစားကြည့်လို့ရတယ် ပေးထားတဲ့ဒီ complex number ဘယ် quadrant မှာကြားအောင်မလဲပေါ့။ဒါဆိုရင်ရှာတော့ဘယ်လိုပေးထားလဲ။ h flat တဘောမူရင်းမူရင်းသူရဖုန်က h flat 1ဟာလား။ဒါဆို i i မပါတာ h i မပါတာ1ဆိုတော့ဒီမှာဆိုရင် h ကလည်းအပေါင်း1ကလည်းအပေါင်းအပေါင်းပေါင်းဆိုဘယ် quadrant မှာ။ဒီကောင်ဆို first quadrant မှာကြားအောင်။သူဆိုရင် h ကအနောက် y ကအပေါင်းဆိုရင် second quadrant မှာကြာရလိမ့်မယ်သူ့ကိုဆရာတို့ဆွဲလို့ရှိရင်သူစဉ် h လဲအနှုတ် y လဲဒါဆိုသူ့ကိုဆွဲရင်ဘာမှရှိမယ် third quadrant မှာကြာအောင်သူကြတော့ h ပဲရှိတော့ y ရှိလား y မရှိသေးဘူး y မရှိသေးတော့ y တော့မို့ဘလောက်တဘွား h ကအနှုတ် y က0 y တော့မို့0ဆိုရင်ဘယ် h စမှာရှိလဲအဲဒီကြောအဲဒီကြောပြော negative h စပေါ့နော် အဲ့ဒီစက်ပေါ်မှာရှိမှာပေါ့ရှားတော့ဒါပြောချင်တာနံပါတ်ကြည့်ဆိုရင်ဒါ quadrant ဂျားထဲမှာမရှိဘူးတခု0ဆိုရင်အဲ့ဒီစက်မှာအော် sorry တခု0ဆိုရင်အဲ့ဒီစက်ပေါ်မှာရှိတာလေအဲ့ဒီမှာမှအတိအကျပြောရင် y တမို့0ဆိုရင်အဲ့ဒီစက်မှာရှိတယ်အဲ့ဒီစက်မို့0ဆိုရင် y အစက်မှာရှိတယ်ဒါဆိုပေါ်မှာရှိမှာလေ y တမို့0မို့လို့အဲ့ဒီစက်မှာရှိလိမ့်မယ်သူရဲ့ complex တက်မှာနေရာချလို့ရှိရင်ဒါမနော်ဒါတွေရှားကြိုပြီးစဉ်းစားပြရတာပေါ့နော်အဲ့တော့ဟုတ်ပြီရှားနံပါတ် A စပြီးကြည့်အောင်ဒါရှားခဏပြောသလိုပဲ ပရမတာ1 root 3အင်္ဂါ x + 1အပေါ်စံရေးတာဒါ x + 1အပေါ်စံရင် x က1 y က root 3ဒါဆိုရင် h လည်းပေါင်း y လည်းပေါင်းမလို့ဘယ်ကွာဒရန့်မှာကြာအောင်မယ် first quadrant မှာကြာရလိမ့်အဲ့တော့အတူပုံဆရာတို့ဆိုရင်ဘယ်ကွာဒရန့်မှာဆွဲပြရမယ် first quadrant မှာနော်ပြီးရင်ဆရာဆွဲတဲ့အခါမှာ z ဆိုတဲ့ဒီ complex number နေရာချတဲ့အခါမှာအဆက်ကလေးတစ်ခုတော့ထင်တာအောင်ဆွဲပြပေါ့နော်အဆက်လေးနဲ့ဆွဲပြပေါ့အဲ့တော့1,3နေရာချပြီးရင်ဘာလုပ်မလဲ ဟုတ်ဆွဲဆွဲတဲ့အခါမှာအာဆိုတာဘယ်နဲ့ပဲကြာဆွဲရမှာလဲ origin o ကနေပြီးတော့ z တိအဲ့ဒါပါလဲအာလုံးနံပါတ်တက်မယ်တိတာဆိုတာဘယ်နဲ့ပဲကြာ positive aa ဇင်းနဲ့ line segment ကြာတော့ကြာတော့ဘာလို့နံပါတ်တက်မယ်တိတာလုံးနံပါတ်တက်ဒီပုံဆွဲပြရဆွဲပြီးရင်ဆရာတို့အဓိက trigonometric form ရှာခြင်းဆရာတို့ဘာနဲ့ဘာနဲ့ရှာရမှာလဲအာနဲ့တိတာနဲ့ဆရာတို့ဘာလို့မလဲရှာအောင်ဟုတ်မလား အဓိကသူတို့နှစ်ခုရရင်ဆရာတို့ကအစားသွင်းလို့ရပြီလीအဲ့တော့ဘယ်လိုရှာမလဲဆရာတစ်ခါတော့ဒီမှာတော့ပြန်ပြရမယ်အားလို့ချင်း square root of a square plus y square နောက်တစ်ခုကသူ့တိုင်ပဲเนาะ cos theta ကိုလို့ချင်း h by r sin theta ကိုလို့ချင်း y by r ဆိုပြီးဆရာဒီသုံးခုဘာလောက်တာလဲစီတာဒီသုံးခုသိရင်ဆရာလို့ချင်းနဲ့ r နဲ့ theta ကိုရှာလို့ရတယ် အစားအသွင်းမှာ r = square root x2 + y2 x ကဘယ်လောက်လဲ1 1 square ဆိုတော့1 root 3 square ဆိုတော့3 root 3 square က3ဆရာတစ်ခါရေးတာသိတယ်နော်1 square က1 root 3 square က3ပါလိုက်တော့ square root of 4ပေါ်ဆိုတာဘာနဲ့သက်လဲနည်းနည်းသာမလို့ root ပြသွားတယ်ဒါဆိုအာတမ်ဘုလိုက်ရမယ် cos θ = x by are. H 가 one, R 가 two, one by two. Sin theta equal to one by R. One 가 root three, R 가 two. 나중 샤 디, 초 디, 두. 뽕드니마 비라 단샤 또묘 샤바이. 니가 샤로아디 cosita equal to one by two. Sin theta equal to root three by two. 이하리 유에 자가 디다 단우 샤브. 에러 디다 샤레카마. အော်ဆရာဒီမှာပိတ်ပါပြီခဏဆရာဒါလေးပြန်ဖြတ်လာပြီးမှပြန်ပြီးပေါ့နော်အမရေးပြီးတော့ပါအောင်စာအုပ်မှာရှိနေပါပဲနော်အဲ့တော့အဲ့တော့ဆရာခဏပြောလို့ပုံလေးနဲ့ဆွဲကမ်းလာတယ်ဘယ်အခုဆရာတို့ဖော်ပြမဲ့တိတာကဘယ် quadrant မှာရှိတာလဲဒါဘယ် quadrant first quadrant မှာရှိရတယ် first quadrant ဆိုရင်ဘာလဲအတူတူပဲလဲသူရဲ့ basic aq angle alpha နဲ့အတူတူပဲတဘောဆရာတို့ရှာတဲ့ဒါကိုဒီတိုင်းယူပြီးရအောင်ဘာမှလုံးရမလို့ ပိုင်လည်းနှုတ်ရမလို့အနှုတ်လည်းတက်ရမလို့ဘယ်ကောဒရမှကြားလို့လဲ first quadrant မှာကြားလို့အဲ့တော့သူရဲ့ basic attitude angle ရှာတယ် ever ကိုရှာတော့ပေါ့နော်ပြောလို့ရှိရင်ရှာတဲ့အခါမှာဇာတော့ဒီကြိုက်တဲ့ချိုးကနေရှာလို့ရတယ်ဒီ cause ကနေပဲရှာရှာ sign ကနေပဲရှာကြိုက်တဲ့ဒီကရှာလို့ရတယ်အရင် grade level တော့ဆိုတော့ဒါကိုဇာတော့ကုလိတာမတော့ဘူးကွာ basic attitude angle ဇာတော့ကြက်တာလေ first quadrant angle cause 1 by 2ကဘလောက် sign 2 by 2ကဘလောက်ဆိုဇာတော့ကြက်တာပြီးပါ မမိသေးလားဗောကော့စ်ဝါမန်တူဘလောက်ဟုတ်တယ်ကော့စ်ဝါမန်တူက60အဲအဲ့ဒီကမကြည့်ချင်စာရကြည့်ချင်လဲရတယ်စာရလူ3ပိုင်းတူက60တူတူပဲဖြစ်ဒါပေမဲ့ဆရာတော်အကဒီဂရီနဲ့မဖော်ပြဘူးဗီဒီယံနဲ့ဖော်ပြအောင်ဆိုရင်60ဒီဂရီဆိုတာပိုင်းမှန်ဘလောက်ဖြစ်မလဲပိုင်းပိုင်းက180လို့စိတ်တယ်ပါဗျာပိုင်းမှန်ပိုင်းမှန်3ပေါ့နော်အဲ့ဒါဟုတ်ပြီ ဒါဆိုရှားဘူး first ကလာမှဆိုရင်ရှားလို့ရင်လည်းတိတာကဘာမှလောက်ကြလို့ဒီတိုင်းတိုင်းယူပြီးရောအခဏလို့ရှားလို့ရှားလို့ရတယ်ဟိုဒါပေမဲ့ရှားတော့အခုကအဲ့ဒါတွေရတယ်မမှန်ပြီးတော့ဆိုရင်မလုပ်ဘူးကျေကွရတာသုံးပြီးနေပေါ့ဘယ်လိုနေမလဲရှားတိတာလို့ကျွန်တော် cost ကဟုတ်ပါသွားရင်အဲ cost ရှင်ပါသောဝါမိုက်သူနေလာအပြေထွက်လာအဲ့လိုမနေချင်းဘူးစိုင်းကနေချင်းလည်းရတယ်စိုင်းပါသော root 3ပိုင်းသူ့ကိုနေလိုက်ရင်တိတာတော့ဘယ်လောက်ဆိုတာအပြေထွက်လာ အဲ့ဒါဟုတ်ပြီဆရာတို့နှိပ်လို့ရှိရင်အဓိကဆရာပြောတာမမေ့ပါနဲ့အာနှိပ်တဲ့အခါမှာဘာပြောင်းဖို့လိုလဲမူးအနေနဲ့ complex ပြောင်းတာပဲပြီးရင် degree measure ကဘာမဲ sorry angle မှာဘာမဲရှားပြရမယ် radian မဲရှားပြရမယ်ဆရာမှာ degree ဖြစ်နေတယ် radian ပြောင်းရင် shift move တခါတည်းနှိပ် calculator ဘာလဲလို့ပါဟောအဲ့ဘာနဲ့ရမလဲဆရာတို့တိတာတမှုရှာမှုဆိုရင် cos inverse of 1 2 cost inbound နဲ့ချင်းဘယ်လိုနိုင်မလဲ shift cost ပြီးပါပြီလေ1 by 2 1 by 2ကိုပေးလိုက်မယ်အမှသူကြောင့်မလားမယ် pi by 3ရ1 by 3ပါဆိုတော့ pi by 3အဲ့နေ့ဒီကားနေ့ကြီး shift cost နဲ့နေတယ်နော်ဖိုင်လေ complex ကမူးနဲ့ပဲမူးနဲ့ပြီးတော့တွင်ရမှာ အကဲမဟုတ် cost တက်မတွက်ကျင်ကို sign နဲ့တွက်ကျင်လဲရ sign နဲ့တွက်ကျင်ဘယ်လိုတွက်လဲ shift sign နဲ့လိုက်ပြီးဘောင်နဲ့ရမယ် root 3 by 2 square root of 3 by 2အဲ့ဒါနဲ့လည်းဘယ်လောက်ပဲရမယ် pi 1 by 3 pi pi by 3ပဲရတယ်အဲ့တော့ကိုကကြိုက်တဲ့ဟာနဲ့ပဲကြိုက်တဲ့ဟာတစ်မျိုးနဲ့နှိပ်ရပြီပေါ့ဒီကတူတူပဲအဲ့တော့ဒါဆရာတို့ကတိသာတမိုးရအခုရတဲ့ပြည်ကတနည်းပြောရင် တော့သဘောပေါက်မှာဒါကတကယ်အဖြစ်မရသေးဘူးเนาะဒါဘာပဲရသေးကြလဲ basic အကျွအငယ်ပဲရသေးတာဘာပဲရသေးကြလဲ basic အကျွအငယ်ရပြီးတော့မှဇာတော့အခုသီလသမုရှာဖို့တော့အခုကဘယ် quadrant မှာကြားရတာလဲ first quadrant မှာကြားရအဖြစ်ကိုဘာဖြစ်ပဲယူရမလဲဒီဖြစ်ပဲယူရတီတိုင်းပဲယူရเนาะဒါလိုတော့မှတ်လို့ရတာပါเนาะဇာအခုရှာမဲ့သီလကိုရှာတဲ့ခါမှာအခုကဘယ် quadrant မှာလဲ first quadrant မှာဆိုတော့ဇာတော့ဘာပဲရမလဲသူဖြစ်ရဒီဖြစ်ပဲရမှာဆိုတော့အခုဘာရလဲ ဟောပိုင်ပိုင်3 1 by 3ပိုင်ပါတော့နော်ဒါဒီလိုလေးရှာမှတ်တာလေးရ first quarter ဆိုရင်ဒီဖြည့်ပဲယူအောင်အကဲ second quarter ဆိုရင်ပိုင်နေရနှုတ်မယ် third quarter ဆိုရင်ပိုင်နေရနှုတ်ပြီးအနှုတ်တက်မယ် fourth quarter ဆိုတော့အနှုတ်တက်ဒါကြောင့်ဒီဖြည့်ပါပြရမယ်ပိုင်ပိုင်3ဒါမှဆက်ပြောသဘောပေါက်ရမယ်နော်ဒါဆရာလို့ရင်တဲ့ target pv ဘာနဲ့ပါပဲရှာကျင်တာလဲအာနဲ့ဒီတာနဲ့ပဲရှာကျင်တာရှာပွားလေရှာပွားရင်သူရဲ့ trigonometric form ပုံတည်းပါတယ်ဈေးကွယ်သူ အာကောစီတာဘလက်အိုင်ဆိုင်တီတာအဲ့ဒီမှာရှိတဲ့အာနဲ့တီတာနေရာမှာအစားတင်လိုက်ဆရာလို့ကျန်တဲ့ trigonometric form ရပြီအစားတင်ပေါ့အာနေရာဘလောက်တွင်မယ်တူးတွင်မယ်တီတာနေရာမှာက pi/3 တွင်မယ်ဒါဆိုဘယ်လိုရမလဲ2 into cos pi/3 i sin pi/3 ပေါ့အဲ့ဒါဆရာလို့ကျန်တဲ့ဖြေပဲရမယ်နော်ဆက်ရှင်လိုက်တော့ဗာပြန်ရတယ်ဒီအပေါ်က1 root 3 i ရအောင်အဲ့တော့ပြန်ပြောင်း ဒါရအောင်ဆက်ရှင်ဒါပြန်ရအောင်ပြန်ပြောင်းဒါရအောင်အဲ့ဒါလိုဖြစ်နေမှာအဲ့လိုဖြစ်ပတ်ပတ်ပတ်လဲရနေမှာပေါ့သူလိုချင်တဲ့ figure number တွေ form ပဲလေဒါပဲသဘောပေါက်ရမှာနော်အော်တော်လို့ရှိရင်ပုံဆွဲပြရပါမယ်နော်ဒီနှစ်ခုကကြတော့မရေးလဲရတယ်ဒါဆရာမညာဆိုပြရကျန်တာကတော့အကုန်လုံး line map ပါပေါ့နော်ဒီနှစ်ခုမရေးလို့ရပါတယ်ကျန်တာကအကုန်ရေးရပါတယ် OK，多谢你啊。